ဒီတစ်ခေါက်ဘလော့လေးမှာတော့ရန်ကုန်ကနေမှမန္တလေးမန္လေးရာနေမှတဆင်ပြည်ဦးလင်းသွားပြစ်ခဲ့တဲ့အတွေ့အကြုံလေးကိုမျှဝေပေးခြင်းပါတယ်ပြည်ဦးလင်းကိုတော့ဒီမန္လေးရာနေမှတဆင်ဘန်ဂါလေးနဲ့တက်ဖြစ်ခဲ့တယ်ပေါ့နော်ဘန်ဂါကတော့စုစုပေါင်းမှာ6000ပဲကျပါတယ်အဲ့ရနေမှတဆင်နှိမ့်နေစာကိုတော့ဒီဒီစမာချန်မှာပေါ့နော်စာပြစ်ခဲ့ပါတယ်ဒီစမာချန်ရဲ့အနီနာမှာဆိုရင်တော့ဒါလီဆူးရွာလည်းရှိရဲပေါ့နော်ပဝင်းရင်လေးကလည်းတော်တော်လေးကိုတိတ်တိတ်ဆိတ်ဆိတ်ဖြစ်တဲ့အတွက်မလို့အဲ့နေရာမှာပဲတဲပြစ်ခဲ့ပါတယ်လီဆူးရွာလေးမှာဆိုလို့ရှိရင်တော့သူကဒါလုံချင်းအင်းကြီး ီလည်းပါတယ်နှစ်ယောက်ခန်းရှိရဲ့ပေါ့နော်ဘန်ဂလိုတိုက်ပုံစံမျိုးအခန်းလေးလည်းရှိရဲ့ပေါ့နော်ကိုနေအသင့်တော်လေးကိုရှာပြီးတော့မှတဲလို့ရတယ်ဒီပဝင်းညင်လေးဆိုရင်ဒါတိတ်တိတ်ဆိတ်ဆိတ်လည်းရှိတယ်မနှက်ခင်းရောဒါနှိမ့်လေခင်းရော ပေါ့နော်ညာဘက်ပိုင်းမှာဆိုလို့ရှိရင်လည်းအရန်တိတ်ဆိတ်တဲ့အတွက်မလို့ဒါတငယ်ချင်းနေနဲ့ခြေရင်နဲ့သူတွေဒါမှမဟုတ်တူးရဲပေါ့နော်သွားပြင်မှာ healing လုပ်ချင်တဲ့သူတွေအတွက်ဆိုရင်လည်းဒါအရန်တင့်တော်ပါတယ်ဒါကတော့အဝင်းတို့တဲပြစ်ခဲ့တယ်ပေါ့နော်ဒါနှစ်ထပ်အာလုံရင်းအိမ်လေးဟုတ်ပါတယ်ဒါမှဆိုရင်စုစုပေါင်း6ယောက်နေလို့ရတယ်ပေါ့နော်အပေါ်ပိုင်းမှာဆိုရင် ်4ရောက်အောက်ပိုင်းမှာဆို2ရောက်ပေါ့နော်စုစုပေါင်း6ရောက်ကိုမှတသိန်းကျော်ပဝင်းချင်းနေပဲကြားရတော့မလို့ဆိုရင် budget save လုပ်ချင်တဲ့သူတထောင်တန်နေချင်တဲ့သူတွေအတွက်ဆိုရင်လည်းဒါအဆင်ပြေရပေါ့နော်ဒီအပေါ်တက်ကနေမှတသိန်းအပြင်ကိုထွက်လိုက်တဲ့ brander ကနေကြည့်မယ်ဆိုလို့ရှိရင်လည်းဒါခြံရဲ့အတွင်းပိုင်းတွေကိုပေါ့နော်စိမ့်စိမ့်စုစုအပေလေးရင်လည်းမြင်ရတယ်အဲ့ရနေမှတသိန်းဒါအဝင်းတော့ကလမ်းဘက်နဲ့လည်းနေရဆိုတဲ့အခါကျတော့ကြည့်လိုက်တဲ့အခါမှာဆိုရင်ဒါပြောင်းမှုရသည်လည်းဖြစ်မယ်ထင်တယ်ပြောင်းမှု cycling ကိုလည်းတွေ့ရတယ်ပြီးတော့မှတခြားပေါ့နော်တောင်ပေါ်ဒေသမှာရှိတဲ့ ိမ်လေးတွေကိုလည်းဒီကနေမှတစင်းလှမ်းကြည့်လို့ရရယ်ပေါ့နော်ဒါဗီဒီယိုထဲမှာဆိုရင်လည်းမြင်ရပါတယ်ဒါတစ်ပင်လေးလည်းအရန်လှုပ်နေရဆိုတဲ့အခါကျတော့ပေါ့နော်ဒါပဝင်းနေရလည်းတိတိဆိတ်ဆိတ်နဲ့အရန်အေးချမ်းပြီးတော့မှပေါ့နော်အေးဆိတ်ဆိတ်လေးနဲ့အာခြေလှုပ်ခြင်းနဲ့လူဟီလင်းလှုပ်ခြင်းနဲ့လူတွေအတွက်ဆိုရင်တော့တော်တော်လေးကိုတင်တော်တဲ့နေရာလေးပဲဟုတ်ပါတယ် ဒီစုရွာကနေအနီးနားမှာဆိုရင်လည်း Rose Garden ဆိုတဲ့ပေါ့เนาะနေရာလေးနဲ့လည်းနှီးပါတယ်။အဲ့နေရာလေးဆိုရင်လည်းဒါဝင်းတို့သွားတဲ့အချိန်မှာဆိုရင်နှင်းစီပန်းတွေရော ပြီးတော့မှလာဗန်ဒါရောပြီးတော့မှတခြားပန်းအမျိုးစားတွေလည်းအများကြီးရှိရယ်ပေါ့เนาะ။ခြံအီကလည်းတော်တော်ကျယ်ပြီးတော့မှတပုံရိုက်ချင်တဲ့သူတွေ Pre Wedding ရိုက်ချင်တဲ့သူတွေတချို့ဆိုရင်မင်္ဂလာဆောင်ဒီမှာလာပြီးတော့မှလုပ်တာမျိုးလေးလည်းရှိရယ်ပေါ့เนาะ။ပြီးတော့မှပန်းတွေကလည်းသူရဲ့ရာသီအလိုက်ပေါ့เนาะ။ဒီတခြားမှလည်းပြိုးပြီးတော့မှဒီမှာလိုအပ်တာမျိုးလေးဆိုရင်လည်းလာပြီးတော့မှပြန်ပြီးတော့ ဖြည့်တဲ့အတွက်မလို့ပေါ့နော်24နာရီ20အာရာသီ12ရာသီလုံးပေါ့နော်ပန်းနေရအမျိုးမျိုးနဲ့လှနေရဟုတ်ပါတယ်အဲဆိုတဲ့အခါကျဒီနေရာလေးကလည်းသွားတဲ့အခါမှာဆိုရင်လည်းဝင်ကြီးနေနဲ့3000ပဲရှိရဲပေါ့နော်ပြီးတော့မှအာတစ်နေလုံးနေခြင်းလည်းရတယ်ဒါပေမဲ့တစ်ခုသတိပြုမှာတော့နေအောင်ပေါ့နော်ဓာတ်ပုံထလာလေးရိုက်ခြင်းနဲ့တွေ့ဆိုရင်တော့နေအောင်လေးကိုတခြားကယူဆိုင်ပြီးတော့မှအာနေပွင့်တဲ့အချိန်လေးပေါ့နော်အဲ့လိုနေရာမျိုးအချိန်လေးမှာသွားပြီးရိုက်တင်တယ်ပေါ့နော်အဝင်းတော့ကတော့ဒါညနေဆောင်သွားအောင်မှာပဲအာမိုးရင်းလည်းဖြစ်တဲ့အတွက်မလို့ပေါ့နော်နေအောင်က တိတ်မကြသေးတဲ့အခါမှာတော့တပ်ပုံကောင်းကောင်းလေးလည်းရခဲ့ပါသေးတယ်။ တိယရက်မှာတော့ဒီပွဲကောက်ရေတကုံပေါ့နော်ပွဲကောက်ရေတကုံကိုအာဒီဘန်ကားလေးငှားပြီးတော့မှသွားပစ်ခဲ့ပါတယ်ဘန်ကားကတော့တရက်လုံးလည်မယ်ဆိုလို့ရှိရင်စုစုပေါင်းသသိန်းကျရယ်ပေါ့နော်ဒီပွဲကောက်ရေတကုံမှာဆိုရင်အခုဆိုရေတကုံမှမဟုတ်ဘူးကေဘယ်ကားစီကျင်နေဒါမှမဟုတ်တခြားပေါ့နော်လုံးလို့ရတဲ့ activity လေးလည်းရှိပါတယ်အဝင်ကတော့ကေဘယ်ကားတစ်ခါမှမစီးဘူးလေအတွက်မလို့ try ပစ်ခဲ့ပါတယ်အာကေဘယ်ကားကအောက်ကနေကြည့်ရယ်ဆိုရင်ဒါတိတ်ပြီးတော့မမြင်ဘူးထင်ရပေမဲ့ပေါ့နော်တကယ်တကယ်စီးကြည့်တဲ့အခါမှာတော့တော်တော်လေးကိုရင်တုံးဖို့ကောင်းတယ်ပေါ့နော်ပြောတော့မှ ားတာဆီရကလည်းအရင်အဆင်ပြေတယ်ဟုတ်ဆိုခါကြတော့ဒီ cable ကားပေါ်ကနေမှတက်ဆင်ပေါ့နော်ဒီပွဲကောက်ရေတကွန်ရဲ့ area တော်တော်များများစုအပေါ်ကနေမှတက်ဆင်လည်းမြင်ရရပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါဒီပွဲကောက်မှာရှိရအကြီးဆုံးရေတကွန်ပေါ့နော်မှန်တကားနာရေတကွန်လည်းအာတွေ့လို့ရရပေါ့နော် ပွဲကောက်ကနေအပြန်ပါဆိုရင်တော့မဟာအန်ထူးကန်တာဖရာဝင်ရောက်ဖို့မြောက်ခဲ့ပါတယ်။အဲ့နောက်မှာတော့ဒါကန်တော်ကြီးပလန်မှာရှိရဲပေါ့နော်။နေလေသာဆိုင်မှာတော့နေလေသာတော့စပစ်ခဲ့ပါတယ်။အဲ့ရနေမှာတက်စင်ဒါစပစ်ချံကိုသွားကျင်တဲ့အတွက်မလို့ပေါ့နော်။စပစ်ချံကဒီမျိုးတွေကနေမှာဆိုလို့ရှိရင်တော့45မိနစ်တနားလောက်သွားရတယ်ပေါ့နော်။အာပို့ပြီးတော့ကောင်းလာတာကစပစ်ချံသွားရဲလမ်းမှာဆိုရင်လည်းဒါထင်းရှူတော့ဖြတ်သွားရဲအခါပါပေါ့နော်။ဓပုံခလာရိုက်ချင်တဲ့ဒီပြင်ဦးဝင်လို့ပြောလိုက်လို့ရှိရင်ဒီနေရာလေးကလည်းအထင်ကြီးရဖြစ်တယ်ဆိုတဲ့အတွက်မလို့ပေါ့နော်။ဓပုံရိုက်ချင် ဲ့သူတွေတွေ့ဆိုရင်လည်းအဆင်ပြေတယ်။အားရနေမှာတဆင်းစပြစ်ချံဟိုပေါ့နော်။သွားပြီးတော့မှအားလည်းပြစ်ခဲ့ပါတယ်။ပြီးတော့မှအားရနေမှာတဆင်းဆိုရင်လည်းကောင်းဝင်ဆင်းပြီးတော့မှပေါ့နော်။တခါတည်းဒီမန်အာဒီပြင်ဦးလေးကနေမှာတဆင်းရန်ကုန်အတန်းပြန်ခဲ့ပါတယ်။အဆုံးထိကြည့်ပြီးတဲ့အတွက်လည်းအားလုံးအကျေးဇူးတင်ပါတယ်။ Bye bye.